ချခင်လေးစားပါတော့မြတ်ပြည်သူညီကိုမလို့များလုံးပဲမင်္ဂလာပါခင်ဗျာမြတ်ပြည်သူများခင်ဗျာကျွန်တော်ခုရရှိနေနေရတော့ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ပလဲမြို့တွင်ရှင်နေတာကြီးရောရောက်ရှိနေတာဖြစ်ပါတယ်မြတ်ပြည်သူများခင်ဗျာဒီနေ့မှဆိုရင်တော့နားခွေရမယ့်တကြီးရဲ့အမှုပညာရှင်များအတွက်ကိုကိုရနေရာဖြစ်တဲ့အမှုပညာစည်းစာရိတ်တိဆောက်ဖို့အတွက်မင်္ဂလာပနတ်တော်တင်ခန္ဓာတော်ကျင်းမဘလို့မှာဖြစ်ပါတယ်ဒါကြောင့်အမှုပညာစည်းစာရိတ်တိဆောက်ဖို့အတွက်မင်္ဂလာပလန်တော်တင်ခန္ဓာကျင်းမနေပုံများအားမြတ်ပြည်သူများသိရှိစေဖို့အတွက်တင်ဆက်ပေးခြင်းပါခင်ဗျာ မိဘပြည်သူများခင်ဗျာခိုကိုရမယ်တကြီးရဲ့ဦးနုပညာရှင်များအတွက်ကုန်းခုနားနေရနုပညာစည်းစာရေးတည်ဆောင်ရန်ပလန့်တော်တင်မင်္ဂလာခမ်းနာတော်ဒီနေ့နဲ့နဲ့ရှင်းနိုင်ဝင်ကြီးမှာစတင်ခဲ့ပါတယ်အာအကိုကအခုဒီမှာဟိုသတင်းကြားနေတော့ကြာပြီပေါ့နော်ဒါပေမဲ့အရှိတ်ပိုင်းမှာတော့အကိုကဟိုဝင်မပါဖြစ်သေးဘူးအခုကြမှဟိုဒီပွဲလေးရှိရတော့ကြမလို့ဟိုဖိတ်တတ်တော့ကြမလို့အကိုအခုမှရောက်ဖြစ်တာပေါ့နော် ဆိုတော့နောက်ပိုင်းမှာတော့ဒီအပိုင်းတွေမှာပေါ့နော်ကိုပါဝင်လို့ရတဲ့ပူပေါင်းလို့ရတဲ့အပိုင်းတွေကနေပြီးတော့ပူပေါင်းပြီးတော့ပါဝင်သွားမှာပါ။ဘာလို့ဆိုတော့ဒီအစီအစဉ်လေးကိုလည်းအရန်သဘောကျတယ်လေ။ဘာလို့ဆိုတော့အကိုတို့ဒီရုပ်ရှင်သပင်ဂီတပေါ့နော်ဒီထဲမှာကအသက်ရွယ်တွေကြီးရင်လာတဲ့အခါမှာဘဝရဲ့ရည်တည်ရေးအတွက်အစဉ်မပြေတဲ့သူမျိုးတွေရှိနေနိုင်ပါတယ်။အာသူတို့တွေအတွက်ကိုအကိုတို့အနေနဲ့ဒါတကယ်ကိုစောင့်ရှောက်မှုလည်းပေးသင့်ပါတယ်။သူကရည်ရွယ်ချက်ကော လိုအပ်နေတဲ့အချိန်မှာလှုပ်တာရောအရန်ကိုကောင်းပါတယ်ဒီအစီအစဉ်ကလေအခုအနေနဲ့အရန်လက်ထောက်ခံတယ်အရန်လက်အားပေးတယ်အခုပါဝင်ပြီးတော့ပူပေါင်းလို့ရတဲ့အနေအထားတွေမှာအခုလုံးပါဝင်ပြီးတော့ပူပေါင်းသွားမှာပါကျွန်တော်တို့လောကကြီးမှာပေးတဲ့သူနဲ့ယူတဲ့သူဆိုကျွန်တော်တို့ကပေးတဲ့သူပဲဖြစ်ချင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကနေပြီးတော့ဘာလှုပ်ပေးလို့ရမလဲလှုပ်ပေးနိုင်တဲ့အပေါ်မှာအတတ်နိုင်ဆုံးလှုပ်ပေးသွားမှာပါအဲအဲ့ဒီတော့ကြောင့်မလို့လေဟိုရတဲ့ PD ကတော့အလူအတန်းတွေပရာဟိတလုပ်ငန်းတွေကိုလုပ်နေတယ် လုံရင်အမြဲတမ်းရနေတဲ့ပီတီမျိုးပါပဲအဲဟိုတတ်နိုင်တဲ့မြောက်စူးစမ်းပြီးတော့လုံဆောင်သွားမှာပါအခု foundation ကတော့အခုတို့ထောက်ပံ့နေကြကလေးတွေကိုပုံမှန်တိုင်းဆက်ပြီးတော့ထောက်ပံ့နေပါတယ်တခြားဟိုအလုပ်ကလေးတွေလည်းလုပ်ဖြစ်ပါတယ်အခုဟိုဒလာဘက်မှာလည်းဟိုဒီလိုနွေရာသီတွေရောက်ပြီဆိုလို့ရှိရင်ပေါ့နော်ရေရတအားရှားပါတဲ့ရေဒုက္ခတွေလည်းတအားရောက်ကြတယ်ဆိုတာမျိုးအခုတို့ဒီ Facebook တွေမှာအများနဲ့တွေ့နေရတော့ဉာဏ်စိတ်မကောင်းဘူးပေါ့နော် အဲ့တော့ဒီဒလာဘက်မှာဆိုကိုသားဆိုးလို့ပေါ့နော်သူတို့ဟိုရေရရှိရေနဲ့ရေကုတူလေးတွေလုံနေကြတယ်ပေါ့နော်အဲ့တော့အခုအဲ့ဒီဘက်မှာလည်းပူပေါင်းပြီးတော့ပါဝင်မှုရှိပါတယ်နောက်ထပ်၄၅၆ရက်လောက်နေလို့ရှိရင်အခုဒလာဘက်ကိုသွားပြီးတော့ရေကန်တကန်တူးပေးမယ်ပေါ့နော်ရေကန်တကန်လေးဟိုဒီနေ့မိုးရသေးမှာ ရေကိုတူလောင်ထားလို့ရပြီးတော့နောက်နှစ်ညရာတိကြတဲ့အခါမှာအဆင်ပြေပြေသုံးလို့ရဖို့နော်ရေကန်တကန်သွားပြီးတော့တူပြဖို့အစီအစဉ်ရှိပါတယ်နောက်တစ်ပတ်လောက်နေသွားပြမှာပါအရန်ကောင်းတဲ့အစီအစဉ်လေးပါပါဝင်ကြတဲ့သူတွေဥဆောင်ကြတဲ့သူတွေအင်တိုင်းအားတိုင်းတက်တက်ကြွကြွလုံနေကြတဲ့အမှုပညာသမားတွေအားလုံးပေါ့နော်အရန်လေးစားပါတယ်ချီးလဲချီးကျူးပါတယ်ဟိုကျွန်တော်အနေနဲ့ကျေးဇူးလက်တင်ပါတယ်ဒီပနက်တော်ဒီမင်္ဂလာခမ်းနားမှာတော့နှုတ်ပညာနယ်ပယ်တီတီမှနှုတ်ပညာရှင်များမှစတင်ကပနက်ရိုက်ခဲ့ကြပါတယ်။ အဲနောက်ဖနက်တော်စီမင်္ဂလာခန္ဓာအောင်မြင်ခြင်းထိမ့်မှန်နေနဲ့အောင်စီပိုင်းစီတချင်းပြေကုန်မှုတည်ဆိုခဲ့ပါတယ်အလုံးဝမ်းတာပါတယ်ဂျင်းနူးပါတယ်အလုံးလည်းဂုံယူပါတယ်ခင်ဗျာဒီဟာကိုပထမဆက်စချင်းတော့ဆ ्याम တမ်းမြောင်ပြောသလိုပါပဲပထမဆ ्याम မောင်ရံပိုင်းတို့ဆ ्याम တမ်းမြောင်တို့ဆ ्याम တမ်းမြောင်တို့ကျွန်တော်အကုန်စုပြီးတော့ပေါ့နော်အမှုပညာသမားတွေရဲ့တက်ကြီးတဲ့အခါမှာခုတ်ကိုရပေါ့မြစ်တာတရားအိမ်ဆိုတဲ့ ကေဟာလေးတခုထူထောင်ဖို့စီစဉ်ကြတာပါအဲကြားထဲမှာပဲဆံမောင်ရပိုင်ကွယ်လွန်သွားရတဲ့အတွက်ဒီအစီအစဉ်ကကြန့်ကြာပါတယ်သို့တော့2012ခုနှစ်လမှာကျွန်တော်စီရင်ဥက္ကဋ္ဌဖြစ်တဲ့အချိန်နဲ့စပြီးဒီဟာကိုဆံမတာမြင့်အောင်ကျွန်တော်တို့ခိုင်နာနဲ့ကျွန်တော်တို့ဝိုင်းပြီးစုပြီးလုပ်ရင်းနဲ့ဒီနေ့အချိန်နေဒီဖြစ်လာတာပါနောင်ကိုလည်းဆက်လက်ပြီးတန်းတန်းများလှုပ်သွားဖို့ရှိပါတယ်ဟုတ်ကဲ့ဒီမှာကဟိုတခြားတက်ကြီးရွယ်အများကိုဆောင်းလျှောက်သလိုပဲဆောင်းလျှောက်ထားအောင်မဟုတ်ပါဘူး အမှုပညာရှင်ကြီးများရဲ့လူအိုပဲမဲ့အမှုပညာမဟုတ်တဲ့သူတို့အမှုပညာတွေကိုဆက်လက်ဖော်ထုတ်နိုင်ဖို့ပြီးတော့မျိုးဆက်တဲ့အမှုပညာတွေကိုလက်ဆင့်ခံနိုင်ဖို့နောက်ဟောပြောပွဲတွေ workshop တွေပကြီးပြပွဲတွေကဗျာယူဖတ်ပွဲတွေအဲ့ဒါတွေလုပ်ဖို့အထိပါယူရထားတာရှိပါတယ်ခင်ဗျာကျွန်တော်အမှုပညာတယောက်ရှင်တယောက်လည်းဖြစ်တဲ့အတွက်အမှုပညာရှင်ကြီးများအတွက်ဒီလိုမျိုးအဲလုပ်ပေးတဲ့ဒီစီမံကိန်းကြီးအားဆိုတော့ကျွန်တော်အတွက်အလွန်ကုန်မှာပဲကိုယ်တိုင်ခံစားရသလိုကုန်မှာပဲဟိုရင်ထဲမြတ် လိုက်လေကျေးဇူးတင်ရပါတယ်အလွယ်ဝဝင်လူတန်းကြတဲ့လူရှင်များကိုလည်းအထူးကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ကျွန်တော်တို့ဟိုအားပေးကြတဲ့ပရိသတ်ကြီးများကလည်းစာပေစာပေရုပ်ရှင်ကိတာကဗျာနော်ဒီကာတွန်းပကြီးဘဘူးအစားအကုန်လုံးပါဝင်တဲ့အမှုပညာသမားကြီးများတဲ့ရွယ်ကြီးရင်ဆောင်းချောက်နိုင်မဲ့ဒီဒီဟာကိုဝိုင်းဝန်းမလူတန်းပေးကြဖို့မြစ်တာရခံပါတယ်အဲ့ဒီနောက်အမှုပညာစီစားရေးတည်ဆောက်မှုတို့အမှုပညာရှင်များမှလူဝင်များပေးရလူတန်းနေပါတယ်ခင်ဗျာ ဆက်လက်၍မသည့်လူဝင်လူရန်သူများကိုဂုဏ်ပြုပန်းစီများပေးအပ်ချီးမြှင့်ခဲ့ပါသည်အိနာနုပညာစီစာရဲ့ဥက္ကဋ္ဌစာရေးဆရာမတော်တမ်းမြအောင်မှာကျေးဇူးတင်ကုန်မြူစကားပြောကြားခဲ့ပါတယ်။ဒီကွာအလူရှင်အလူမများအားလုံးကိုကျွန်မဒီနေရာကနေပြီးတော့အထူးပဲကျေးဇူးတင်ပါတယ်။ဒီနေရာလေးကိုဆရာတော်ကကျွန်မကိုလွန်ခဲ့သော15နှစ်လောက်တည်းကလှူထားတာပါ။ဆရာမဗရာဟိတလှုပ်ရင် ဒီနေရာလေးကိုအသုံးပြုပြီးလှုပ်ပါလို့ပြောပါတယ်။အလွန်ငယ်သော15နှစ်ကဆိုတော့ဒီနေရာမဖွင့်ပြိုးသေးဘူးပေါ့။မဖွင့်ပြိုးသေးဘူး။ကျမ HMB ပို့ကုဆက်ကမိဘမဲ့ကေဟာလှုပ်ဖို့စီစဉ်နေတဲ့ကာလမှာဒီနေရာကိုလာကြည့်တယ်။ဒါပေမဲ့ဒေသကမဖွင့်ပြိုးသေးဘူး။ကျမတို့ကလေးတွေကကျမရေချွေရင်းနေတော့ရင်အုံးမကွာနေရမှာမို့လို့ကျမဒါလေးမဆောက်ပြစ်ခဲ့ဘူး။နောက်တစ်ခါစီးစာရိတ်ကေလာနာဘိုးဘွားရိတ်တာတီထောင်မဲ့လှုပ်တဲ့အခါကျတော့ကျမတို့ဒီနေရာပါလာကြည့်တယ်။လာကြည့်တော့လည်းပဲ ဆောစောကျမတို့ကဂီလာနာဘိုးဘွားတွေပဲဖြစ်တဲ့အတွက်ဆေးပညာရှင်တွေနဲ့အမြင်နေရမှာဆိုတော့အဆင်မပြေပြန်သေးဘူးဒါနဲ့ကျမဒီလိုပဲနေခဲ့ပါနေင်းနဲ့နောက်2010နောက်ပိုင်းမှာကဗျာဆရာမောင်ရံပိုင်ကကျမတို့ယုံကြည်ချက်အမှုပညာသမားများအတွက်မေတ္တာတရားအိမ်ဆိုတဲ့အဆောက်အုံလေးတစ်ခုဆောက်ချင်တယ်ဆိုတော့ဆရာမောင်ရံပိုင်နဲ့ကျမနဲ့ဒီနေရာမှာဒါလေးလုပ်ဖို့စီစဉ်ကြပါဒါပေမဲ့စီစဉ်နေစဲမှာပဲကဗျာဆရာမောင်ရံပိုင်ကွယ်လွန်သွားတယ်ကွယ်လွန်သွားတော့ဒီအလုပ်လေးကရက်ရက်တက်နေတာပေါ့ နောက်ပိုင်းကျတော့ကိုလူမင်းတို့ဖိုးချစ်တို့နောက်ဆရာတော်ကောနောက်တစ်ခါကျတော့ကျမတို့အနုပညာနယ်ပယ်သီးသီးရောကျမတို့ပကြီးပပုစပေးနော်ညီကိုမောင်နှမတွေကနေပြီးဒါလေးကိုမြန်မာနိုင်ငံမှာရှိတဲ့အနုပညာရှင်နယ်ပယ်သီးသီးရဆုစည်းပြီးတော့မှအနုပညာရှင်တွေဟာသူတို့သာအုံမင်းသွားမယ်သူတို့အနုပညာဟာပြုံမြင့်နေစေပဲသူတို့သာကွယ်လွန်သွားမယ်အနုပညာဟာရှင်သန်နေစေပဲ ဒီအတွက်နေမဝင်အမှုပညာပြယုံအဖြစ်အမှုပညာစည်းစာရိတ်ဆိုတာလေထူထောင်ကြရအောင်ဆိုပြီးတော့ကျမတို့နေပယ်သီးသီးကညီကောင်မောင်မတွေစုပြီးတော့မှဒါလေးကိုထူထောင်ပြသွားတာပါကျမတို့စာပေဂီတရုပ်ရှင်နေပယ်သီးသီးပေါ့မကြီးပပုကာတွန်းနော်စသဖြင့်နေပယ်သီးသီးကအမှုပညာရှင်တွေကိုဒီနေရာမှာလာပြီးခုတ်ကိုမယ်ဆိုလို့ချင်းရွေးချယ်ဖို့ကတော့သူတို့နေပယ်မှာရှိတဲ့နော်ကိုမူဝါဒလေးတွေချမှတ်မှာပါ နော်ဘလို့အသက်အရွယ်နော်ဘလို့အနေအထားပေါ့ဘလို့ပုံသဏ္ဍာန်မျိုးဖြစ်မယ်ဆိုတာလေးကိုတော့ကျမတို့ကမူဝါဒစည်းကမ်းနဲ့ကျမတို့ဆက်ပြီးတော့ချမှတ်မှာပါအဲ့ဒီအခါမှာလည်းတူကောင်းတယောက်ကောင်းမဟုတ်ပါဘူးကျမတို့အားလုံးဝိုင်းပြီးတော့စုပြီးတော့ကျမတို့ဟိုဒါလေးကိုချမှတ်ပြီးတော့တကယ်လိုအပ်နေတဲ့ဘိုးဘွားတွေအမှုပညာနဲ့တကယ်ရက်တည်တယ်အဲအမှုပညာနဲ့ပြည်သူလူထုကိုလည်းအကျိုးပြုတယ်ပြည်သူချစ်တဲ့အမှုပညာသမားတယောက်ဖြစ်ခဲ့တယ်သူ့ဘဝမှာဘာတွေလိုအပ်ချက်ရှိလဲလိုအပ်ချက်ရှိတဲ့အခါမှာကျမတို့ကဒီကနေပြီးထွေးပွေပြီးတော့ ဒီနေရာလေးမှာနွဲ့နွဲ့ထွေးထွေးဆက်လက်ပြီးရှင်သန်တဲ့အမှုအတွက်ကျမတို့လှုပ်သွားမှာပါကျမတို့အတွက်နေရာမလိုဘူးအလုပ်ပဲလိုတယ်ဒီလိုအလုပ်ကိုအကောင့်ထဲပေါ်ပင်းဖို့လို့လည်းပဲကျမကရှေ့ကလှုပ်မှုပြီးသားပေါ့အဲဒီစစ်စာရေးဆိုတော့ဘဝရေးတာရှိတယ်ဒါလေးကိုအကောင့်ထဲပေါ်ဖို့ကျမတို့စစ်စာရေးအဖွဲ့ကလည်းပဲပရာဟိတသမားတွေကအမှုပညာရှင်မဟုတ်ပင်ပဲကျမနဲ့တကွအမြဲတမ်းလက်တွဲပြီးတော့ပရာဟိတစစ်စစ်ကိုလုပ်နေတဲ့သူတွေကလည်းဒါကိုနောက်ကနေပြီးတော့အမကန်အနေနဲ့တာဝန်ယူဆောင်ရွက်ပေးတယ်အလှူရှင်တွေကလည်းကျမတို့လိုတဲ့အလှူငွေကိုရအောင်ရှာပေးတယ်အဲကျမတို့ရဲ့ ဟိုအနုပညာနယ်ပဲအသီးသီးကလည်းပဲကိုယ်နယ်ပဲအလိုက်ကိုအလှငွေတွေစုကြတယ်ပြီးတော့တရာတရားထက်တန်သွားနောက်ပိုင်းမှာပွဲတွေလည်းလှုပ်သွားကြအောင်မယ်ဆိုဒါအများရဲ့စုပေါင်းအားပေါ့အဲ့တော့ကျမတို့စီမှာပရာဟိတလုပ်ငန်းကိုနယ်ပယ်အသီးသီးကဒီလောက်စိတ်အားထက်တန်စွာပါဝင်ဆောင်ရွက်ကြပါလားဘယ်သူမှမာနမထားဘူးဘယ်သူမှဘဝင်မမြင့်ဘူးဒီလိုစွတ်စွတ်စီစီဆောင်ရွက်ခြင်းဟာကျမတို့ရဲ့လူအဖွဲ့အစည်းငြိမ်းချမ်းမှုကိုတရုပ်ဖော်တာပဲဆိုပြီးတော့ဘက်ဆောင်ကကြည့်ရင် အမှုပညာအနေနဲ့ပဲကြည့်ကြည့်ကျမတို့နိုင်ငံရေးအနေနဲ့ပဲကြည့်ကြည့်လူမှုရေးအနေနဲ့ပဲကြည့်ကြည့်အဲ့ဒါအမှန်တန်ဂုဏ်ယူစရာကောင်းတဲ့မြန်မာတွေရဲ့နှလုံးသားရဲ့အနှစ်သာရပဲဆိုတာကြည့်ပြီးတော့ကျမအမှန်တန်ချီးမွမ်းမိပါတယ်ဆလဘီနုပညာစီစာရေးအတွက်ဘဘဘူကလေးတရားမှလည်းမူရီတာစကားဆက်လက်ပြောကြားပေးခဲ့ပါတယ်ချက်ကလေးစားပါတော်များပြည်သူညီကိုမလားများခင်ဗျာခုကျွန်တော်တင်ဆက်ပေးခဲ့တာဆိုရင်တော့ ခုတ်ကိုရမယ်အတက်ရွယ်ကြီးရင်းပြီဖြစ်တဲ့နုပညာရှင်များအတွက်ကွန်းခိုရနေရဖြစ်တဲ့နုပညာစည်းစားရေးဆိုတဲ့ခေယောတိဆောင်မှုအနေနဲ့ပနတ်တော်တင်ခန္ဓာကျမနေပုံများအောင်ရပြီသူများတရှိစေဖို့အတွက်တိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီစီစဉ်ကိုကြည့်ရှုနေကြတဲ့ချစ်ခင်လေးစားပါတော်ရပြီသူညီကိုမောင်နှောင်များလုံးလည်းစိတ်ချမ်းသာကြကိုကြီးကျမနေပြည့်စုံကြပါစေခင်ဗျာ။ရပြီသူများအားလုံးကိုကျေးဇူးထူးမြတ်တင်ရှိပါခင်ဗျာ။